မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ဆယ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ရင်အစိပ်ပင်ရေလောင်းတဲ့တရားခဏ်ဖြစ်နိုင်တယ်လို့ပြောဆိုခဲ့တဲ့ KNU ဥက္ကဋ္ဌပတိုစောကွယ်ထူဝင်းအပါဝင်၁၃ရောက်ကိုစစ်တပ်ကရွေးကောက်ပွဲဥပဒေနဲ့အမှုဖွင့်ထားတယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ် KNU ဥက္ကဋ္ဌအပါဝင်73ရောက်ကိုရွေးကောက်ပွဲကိုလက်မခံဘဲဆန့်ကျင်ပြီးဖျက်လို့ဖျက်စီလုပ်တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့လှိုင်ပွဲမြို့မရဲ့စခန်းမှာရွေးကောက်ပွဲဆရာဥပဒေတွေနဲ့အမှုဖွင့်ထားတာလို့သိရပါတယ်။ရွေးကောက်ပွဲကိုလက်မခံဘူးလို့ KNU ကပြောပြီးနောက်ပိုင်းအမှုဖွင့်တာဖြစ်ပြီး KNU ဥက္ကဋ္ဌကိုပုံမှန်နှစ်ခုနဲ့အမှုဖွင့်ထားသလိုကျန်တဲ့သူတွေကိုလည်းပုံမှန်23ကကြီနဲ့ဖွင့်ထားတာလို့နေပြည်တော်သတင်းရေးမြစ်ကပြောပါတယ်။ ကရင်မျိုးသားစီအိုခေအန်ယူကအောက်ဂလ26ရက်နေ့ကအာနာသိစစ်တပ်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာဥပဒေအရတရားမဝင်သလိုပြည်သူအလုံးပါဝင်နိုင်သည့်အခြေအနေမရှိဘဲလို့သလိုအပြည့်ထုတ်နိုင်တဲ့ရွေးကောက်ပွဲဖြစ်ကြောင်းအချက်9ချက်နဲ့ကန့်ကွက်ခဲ့ပြီးနောက်အမှုဖွင့်ခဲ့တာလို့သိရပါဗျ။အခုအမှုဖွင့်ခံရသူတွေဟာ KNU ဥက္ကဋ္ဌပဒိုစောကွယ်ထွေးအပါဝင် KNU ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ ပဒိုစောဆဲကေပဒိုတာတို့မူပဒိုစောတော်တီပွဲပဒိုစောလှထွန်စောကြောနီစောတမလာတော်ပဒိုစောလော်အေမူပဒိုစောအေဂလူဆေပဒိုနော်ဒတာနဲ့ပဒိုစောတော်နီစောစာပလဲဒီဝန်တို့ဖြစ်တယ်လို့သိရပါတယ်ရှင်။ ခီးသွွားဒေသတွေမှာသတင်းကြော့အားလိုက်ရဲ့အတွက်ဟိုတယ်ဘွတ်ကင်တွေပြည်နေပြီလို့ခီးသွွားလုပ်ငန်းလှုပ်ဆောင်နေသူတွေကပြောကြပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။နိုင်ငံတကာအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီမြင်ခီးသွွားဒေသတွေမှာတော့ဟိုတယ်ဘွတ်ကင်တွေပြည်နေပြီဒီနှစ်သတင်းကြော့ကာလအတွက်ပြည်ရင်းခီးသွွားလာမှုပိုများနိုင်တယ်လို့ဒေသခံတွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကပြောကြပါတယ်။ AR တိုင်းပတိမြို့မှာစစ်ဆေးမှုတင်းကျပ်နေပြီမြင်ချောင်းသာကမ်းခြေမှာလည်းဟိုတယ်ဘွတ်ကင်တွေပြည်နေပြီးပြီ။ ခီးသွောင်းဝင်ရောက်မှုလည်းပိုများလာမယ်လို့ဒေသခံတွေကပြောကြပါဗျ။ချောင်းသာကန်းကြီးကဒေသခံတွေဟာခီးသွားတွေကိုမိခိုပြီးဝင်ငွေရှာဖွေကြရတာဖြစ်တဲ့အတွက်မနစ်ကခီးသွောင်းဝင်ရောက်မှုနဲ့လို့အဆင်မပြေခဲ့ပေမဲ့ဒီနှစ်မှာတော့ခီးသွောင်းပိုများလာဖို့မျှော်လင့်နေကြပါဗျ။ရန်ကုန်ဘက်ကလာမယ်ဆိုရင်တော့လမ်းမှာစစ်စေးခေတွေတော့ရှိတယ်။ရန်ကုန်ဘက်ပုံနဲ့မဟုတ်ရင်တော့သက်ဆိုင်ရာရက်ကွက်ကြီးရထောက်ခံစာတွေလိုပါတယ်။ဂိတ်တွေမှာမျက်နှာစကန်ဖက်ပြီးတော့သူတို့သတ်မှတ်ထားတဲ့မြင်းဆောင်ကသူဆိုရင်တော့ပေးဝင်နေပေါ့နော်။ဒီကာလမှာကလည်းအပန်းဖြေခီးကလာစရာကဒီချောင်းသားတော့ပဲရှိတော့လေ။ ဒီနေ့ကဧည့်သည်ကတော်တော်လာမဲ့သဘောရှိတယ်။ဟိုတယ်ဘုတ်ကင်တွေလည်းပြည့်နေပြီ။အခန်းတွေကမရတော့ဘူး။မနေ့ကတော့ခီးသည်တော်တော်ပါတယ်။ဒီနေ့တော့အဆင်ပြေမှာပေါ့လေ။ဒေသခံတွေကလည်းတခြားလုံးလုံးမရတော့ဧည့်သည်လာမှပဲအဆင်ပြေမှာလေ။မန္တလေးတိုင်းကရှေးအောင်ယဉ်ကျေးမှုနေပြီဖြစ်တဲ့ပုဂံဒေသမှာလည်းခီးသွောင်းဝင်ရောက်မှုများနေပြီ။သတင်းကြော်ကာလမှာတော့ခရီးသွားဝင်ရောက်မှုပုံများလာဖို့မျှော်လင့်နေကြပါဗျ။ဆေးရနာသိမ်းပြီးကတည်းကပြပခရီးသွားမရှိတဲ့လောက်နေပါနေတဲ့ပုဂံဒေတာဟာ ပြည်တွင်းခီးသွွားကိုသာအဓိကအားထားနေရတယ်လို့ဒေသခံတွေကပြောကြပါဗျာပကံဖျားမှုတွေကတော့အဖြစ်ဖြစ်ကတော့လမ်းမှာတော့ရှိော်ရှိတာပေါ့နော်လာတော့လာကြပါအဖြစ်အမှုတွေကမနစ်ကနဲ့တော့ခုတော့မတည်သေးဘူးကွာတတိပြည်မှန်တည်မှာမနစ်ကတော့အဲ့ဝင်များပါတယ်။အော်နည်းနည်းပတ်ပတ်တော့ရှိတယ်။တားကြီးတော့ဟိုခီးသွွားရတီလောက်တော့မရှိဘူးပေါ့။ပုံပြင်ပြည့်တယ်လို့ပြောတယ်ဟိုတယ်ဒီတိုင်းကြီးဧည့်သည်ဟိုအမေခိုင်းလို့မေးကြည့်တော့မရတော့မရတော့ဘူး။၄၅၆ကိုမရတော့ဘူးလို့ပြောတယ်။မူပြည်နယ်စိုက်ထုံမြို့နယ်စိုက်ထီးဦးစီဒီမှာတော့ ခီးသွွာလာရောက်ဖို့အတွက်တောင်တကားလမ်းတစ်လျှောက်လမ်းပြင်ဆင်တာတွေလှုပ်ဆောင်နေပြီလို့ဒေသခံတွေကပြောကြပါတယ်။လက်ရှိဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့တိုင်ဖွန်းမုန်တိုင်းရာဆာကကြောင့်ဆိုင်ချီယိုတောင်မှာမိုးရွာသွန်းမှုများနေပြီးခီးသွွာဝင်ရောက်မှုနည်းနေပါတယ်။ဒါပေမဲ့သတင်းကြိုလာပြင်းနေအော်တိုဘာလ6ရက်နေ့အတွက်ဟိုတယ်ဘွတ်ကင်တွေလည်းပြည့်နေပြီဖြစ်တဲ့အတွက်အရင်နှစ်တွေထက်ခီးသွွာဝင်ရောက်မှုပိုများလာမယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ်။ဈေးတက်တဲ့အနေနဲ့လည်းသတင်းကြိုကာလမှာရောင်းချဖို့ကုန်ပစ္စည်းတွေကျွေးဝဲထားတာနဲ့ ဆိုင်ငယ်ပြင်ဆင်တာတွေလုပ်ဆောင်နေကြတယ်လို့ဒေတာကန်ဒီကပြောပါရတယ် အခုချိန်မှာတော့ဖျားဘူးအနေနဲ့ကလည်းနည်းနည်းတော့ပါနေသေးတယ်ဒါတိခဏိအဲကျောင်းပိတ်ရတဲ့ဆိုတော့ဖျားဘူးကများနိုင်ပါတယ်ဒါလို့ကျမတို့တိထားတဲ့ဆိုရင်ဘူကင်းနေရလည်းပြည်နေပြီဟိုတောင်ဖွင့်ခဏိဆိုတော့ဒီမော်တော်ယာဉ်ကားတွေရဲ့သူတို့ရဲ့စပိုင်ဆိုင်ပြင်ဆင်မှုတွေလည်းလုပ်နေတိုင်းလုပ်နေတယ်တောင်တက်လန်တရှောက်လမ်းဘေးဘက်ကြာနေတဲ့တပင်းတွေကညာဝါးပင်တွေလည်းသူတို့ကခုတ်ထွင်းနေပါပြီပေါ့နော်ဘူဆုံနေဒီကြက်တီမှာတော့စိုင်တိုင်းရတော့လေတောင်ဖွင့်ခဏိပြည်တဲ့သူကအကုန်လုံးပြုတ်ပြင်နေပြီဒီမုံတိုင်းလေးအခြေအနေရဲ့အဖျားခံမှုတွေရှိနေရတော့တာကြောင့်မို့လို့ဒါပဲ ဘုရားဦးလေးနဲ့လို့နည်းနည်းလေးပါနေပေါ့နော်ဒီကျောင်းပရိသတ်ဆိုတော့တရားဘုရားတော့ပုံမှန်အတိုင်းကိုပဲတတ်မယ်လို့ခန့်ထားပါတယ်။စိုက်တီယိုခီးသွောင်းဝင်ရောက်မှုများပြားလာဖို့မျှော်လင့်ထားကြပါမယ်။စိုက်တီယိုတောင်ချေအနီးကစိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်တို့မှာမကြာခဏတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်သတင်းကြောကာလမှာတိုက်ပွဲတွေဖြစ်လာမှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ပြည်ရင်းခီးသွောင်းတို့လာဖို့ဒေသခံတွေမျှော်လင့်နေကြပါမယ်။တစ်ဖက်မှာလည်းစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒေသတွေမှာစစ်စေးရေးဂိတ်တွေမှာစစ်စေးမှုတင်းကျပ်ပြီး စစ်မှုတွေအတွက်တက်သားတိစုဆောင်တာတွေလည်းပုံမှုလှုံ့ဆောင်နေပါဗျ။ကိုဗစ်ကရောဂါကာလမတိုင်ခင်2019ခုနှစ်ကနိုင်ငံတော်ပြည်တွင်းခရီးသွား9တသမ8သန်းသာရှိခဲ့ရာကနေ2024ခုနှစ်မှာပြည်တွင်းခရီးသွား10သန်းခွဲကျော်အထိရှိလာတယ်လို့စစ်ကောင်စီရဲ့ဟိုတယ်နဲ့ခရီးသွားဝင်ကြီးဌာနကထုတ်ပြန်ထားပါဗျ။ဒီမှာဒီရီပါ။ စူပါတိုက်ဖုန်းမုန်တိုင်းဒီကလာရာကြောင့်တရုတ်နိုင်ငံကွမ်တုံးတောင်ပိုင်းမှာလူနှစ်သန်းနီးပါးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ကွမ်တုံးပြည်နယ်မှာဆက်ယုံတွေများပြီးတောင်ပေါ်ဒေသတွေမှာနေပြုံမှုတွေဖြစ်ပွားနိုင်တယ်လို့ဒေသအာဏာပိုင်တွေကသတိပေးထားပါတယ်။ကွမ်တုံးမှာသတိပေးချက်တွေထုတ်ထားသလိုဒေသခံတွေကိုဘေးလွတ်ရာရွှေ့ပြောင်းမှုတွေလည်းပြုလုပ်နေပါတယ်။ တိုင်ဖွန်းမုန်တိုင်းရာကာစာကြောင့်ထိုင်ဝမ်မှာလူ၁၄ယောက်သေဆုံးခဲ့ပြီး၁၈ယောက်ဒဏ်ရာရခဲ့တာ၁၂၄ယောက်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ရာကာစာမုန်တိုင်းဟာအဆင့်၅အဆင့်ရှိဟာရီကိန်းမုန်တိုင်းမျိုးစားဖြစ်ပြီးဒီတစ်နှစ်အတွင်းကမ္ဘာပေါ်မှာတိုက်ခတ်တဲ့အပြင်းထန်ဆုံးမုန်တိုင်းလည်းဖြစ်ပါတယ်။ထိုင်ဝမ်မှာဆက်ပြိုကျမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးကွမ်ဖူးမြို့နယ်ကိုရေတံသန်း60လွှမ်းမိုးဖုံးလွှမ်းခဲ့တာဖြစ်ပါတယ်။ တမျိုးနယ်လုံးရေလွှမ်းမှုခဲ့တာကြောင့်ဒေသခံတွေအဆောင်အမြင့်မှာတိတ်ရှောင်ခဲ့ရပြီးကစဲအဖွဲတွေကိုစောင့်ဆိုင်ခဲ့ရပါတယ်။စူပါတိုင်ဖွန်းမုန်တိုင်းကြောင့်ဖိလစ်ပိုင်၊ထိုင်ဝမ်၊ဟောင်ကောင်နဲ့တရုတ်နိုင်ငံတောင်ပိုင်းတို့မှာမိုးသက်ထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားနေပါတယ်ရှင်။ ဒီပီပီယုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆက်ပါရှင်